အားလုံးပဲမင်္ဂလာပါရှေ့ဆိုရရှိတယ်ဗျတက်ချီလေးမှညင်မြောက်တဲ့ခါကျရင်ခနာကိုနဲ့တက်ချီလေးမှညင်မြောက်တဲ့ခါကျရင်ကျမကြီးကောင်းတယ်ကျွန်တော်တို့ရဲ့လောကကြီးပါလေတက်ချီလေးပါနဲ့တူတဲ့နေအောင်သူကတော့မီးနဲ့ဘလားတဲ့တူတာပေါ့နော်ရေရေမြေရေလေဒီလိုသဘာဝတရားကြီးတွေဟာကျွန်တော်တို့ကျမ်းမာရေးကောင်းအောင်လုပ်ပေးတဲ့သမားတော်တွေဖြစ်တယ်လို့ကျမ်းမာရေးကောင်းအောင်လုပ်ပေးတဲ့ပရိသေပင်တွေလို့လည်းဖြစ်တယ်။ဒါအောင်သဘာဝရဲ့သမားတော်တွေသဘာဝ ကပေးတဲ့ကျန်းမာရေးကောင်းစီတဲ့ပစ္စည်း၄ခုလို့မှတ်ကြည့်လေမှတ်ယူလို့ရတယ်။အဲဆိုတော့ကျွန်တော်တို့နေရောင်အကြောင်းပြောချင်ရအောင်။မနက်ခင်းနေရောင်ကိုကျွန်တော်တို့အရေပြားနဲ့ထိတွေ့လိုက်တဲ့အခါသွေးပေါင်မှန်ကန်စီတယ်။ဘာကြောင့်လဲဆိုတော့အရေပြားပေါ်မှာနေရောင်ကျတဲ့အခါမှာ nitrate oxide ထွက်လာတယ်။ဒီ nitrate oxide ကသွေးကြောလေးတွေကိုအဲကျယ်ပြီးတော့တိုးနေတဲ့သွေးပေါင်ကိုကျသွားစေတယ်။သွေးတိုးကျစေတယ်ပေါ့။ဒုတိယတစ်ခုကမနက်နေရောင်ကိုကျွန်တော်တို့ကြီးမိလိုက်တဲ့မျက်လုံးနဲ့ကြီးလိုက်တဲ့အခါကျရင် အဆာလမ်းကြောင်းမှာဆီရိုတိုနင်ဟော်မုန်းထွက်လာတယ်ဒီဆီရိုတိုနင်ဟော်မုန်းကအာရုံကိုစူးစိုက်မှုကောင်းစေတယ်စိတ်တက်ခွန်အားမြင့်တက်စေတယ် happy hormone လို့လည်းခေါ်တယ်ညဘက်ပိုင်းကြောင့်လို့ရှိရင်ဆီရိုတိုနင်ဟော်မုန်းက melatonin ကိုတနည်းအားဖြင့်ပြောရင် melatonin ထွက်ရှိမှုကိုကူညီပြီးတော့ပြီးမောကြစေတယ်ဒါမနေ့ပိုင်းနေ့ရောက်ခန့်ချင်းရဲ့အကောင်းချုပ်မနေ့နေ့ရောက်ခန့်လို့ရှိရင်တစ်ဆက်ထည့်ရမယ့်အကျိုးကျေးဇူးက vitamin D ရတာပဲ မနက်နေရောင်မှာပါတဲ့ UVB လို့ခေါ်တဲ့ ultraviolet B ray ကအရေပြားပေါ်မှာရှိတဲ့ cholesterol derivative လို့ခေါ်တဲ့ cholesterol အဆင့်ပွားနဲ့တွေ့ဆုံလိုက်တဲ့အခါ vitamin D ထွက်ပြီးမနက်ခင်းနေရောင်မှာဗိုက်တာမင်ဒီရအောင်ကျွန်တော်တို့နေရောင်ခံဖို့ဆိုလို့ရှိရင်တနည်းအားဖြင့်ပြောလို့ရှိရင်အဲ့ဒီလူကနေရောင်ကိုတရိုက်ထိတွေ့မှရမယ်။မှန်ကန်ထဲမှာနေပြီးတော့မှန်ကနေပြီးတော့ဖြတ်စည်းစင်းလာတဲ့ မှန်ကနေပြီးတော့ရောက်လာတဲ့ဒီတနည်းအားဖြင့်ပြောလို့ရှိရင်တော့အလင်းအောင်နေအောင်ခံယူနေကျွန်တော်ဗိုက်တာမင်ကြီးမရအောင်ဒါ့အပြင်အဝတ်အစားကိုလည်းဗိုက်တာမင်နေအောင်ကမဖောက်နိုင်တဲ့အကြောင်းမလို့အဝတ်အစားမရှိတဲ့နေရာကိုမှသာဗိုက်တာမင်ဒီရနိုင်တဲ့အာနေရာဖြစ်ပါတယ်နော်အဝတ်အစားမရှိတဲ့နေရာဆိုအသားရည်တက်ရိုက်ထိတဲ့အသားရည်ကသာဗိုက်တာမင်ဒီရနိုင်ဖြစ်ပါလေနေအောင်ကန်ခရင်လည်းလိမ့်လို့မရပါဘူးနေအောင်ကန်ခရင်လိမ့်လို့ရှိရင်ဗိုက်တာမင်ဒီမရပါဘူးအဲ့ဒါဆိုတော့ ဗိုက်တာမင်ဒီရနိုင်တဲ့ပမာဏဟာ2008မှာလောက်ခဲ့တဲ့သူ့ဒေသနာအရဆိုလို့ရှိရင်အသားဖြူတဲ့လူတယောက်ကမိနစ်30နေရောင်ခံရင်ဗိုက်တာမင်ဒီ9000အရရတယ်တစ်ပတ်တစ်ခါလောက်နေရောင်ခံရင်တော်တော်လုံလောက်နေပါပြီအသားညိုတဲ့လူမှာဆိုဗိုက်တာမင်ဒီ2000အရရနဲ့3000အရရတယ်အသားမဲတဲ့သူတွေမှာဆိုလို့ရှိရင်ဗိုက်တာမင်ဒီ6000အရရနဲ့3000အရရတယ်ဒါဆိုအသားမဲတဲ့လူတော်မှပုံမှန်နေရောင်ခံလို့ရတယ်ပေါ့ဒါပေမဲ့ဗိုက်တာမင်ဒီရဲ့ကောင်စီရဲ့ညွှန်ကြားချက်ကိုပြန်ပြီးတော့ကြည့်ရင် ျွန်တော်တို့တွေကနေအောင်ခံဖို့အတွက်ကျွန်တော်တို့ရဲ့အရက်နဲ့အရိတ်နဲ့နှိုင်းရှင်ကျွန်တော်တို့ရဲ့အရိတ်ကအရက်ထက်ပိုပြီးတော့တုန်ရမယ်ပေါ့နေရခေါင်းပေါ်ရောက်နေလို့ရှင်တော့ဒါကဗိုက်တာမင် D ရဖို့ပိုပြီးတော့အခွင့်အလမ်းပိုများတယ်နေအောင်ခံလိမ့်ဖို့လည်းလိုတယ်2000ဆမှာလောက်ခဲ့တဲ့သူ့တည်တနာရေကူးဝတ်ဆောင်ဝတ်ထားတဲ့လူတယောက်ကိုသူ့တည်တနာလောက်ထားတာနော်ပုံမှန်ကျွန်တော်တို့တွေအဝတ်စားပုံမှန်ဝတ်ထားတယ်လက်လက်ပြတ်တို့လက်ရှည်တို့ဝတ်ထားတယ်လို့လောက်ထားတာမဟုတ်ဘူးဒါကတော့သတိပြုစီစဉ်တယ် ောက်တစ်ချက်နင်းရောင်ခံပြီးတဲ့အခါမှာချက်ချင်းရေမချိုးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့နင်းရောင်ခံလိုက်တဲ့အခါမှာအရေပြားမှာဗိုက်တာမင်ဖြစ်နိုင်ဗိုက်တာမင် D ဖြစ်နိုင်ခြေရှိတယ်ဆိုရဲတက်ပေါင်းလေးစတဲ့ပေါ့။အဲ့ဒီတက်ပေါင်းလေးကိုစုပ်ယူဖို့အတွက်ကိုယ်ခန္ဓာကအချိန်ယူရတယ်။အချိန်အားဖြင့်တော့2နာရီလောက်ကြာတယ်လို့ပြောတယ်။ဒါကြောင့်မလို့နင်းရောင်ခံပြီး2နာရီနောက်ပိုင်းမှာရေချိုးတာအကောင်းဆုံးဖြစ်တယ်။ WHO ရဲ့အဆိုရဆိုလို့ရှိရင်နှင်းကူယောဂါတို့ဆိုလီလီယစ်စ်တို့အသားဝါကျင်တို့ဝက်ချန်တို့ကနေရောင်နဲ့တသက်စီတယ်လို့ပြောတယ် ဒါပေမဲ့ SN လေးတို့ရေပြားလေးပဲနာလို့လို့ Scaro Dharma တို့လို့ရေပြားတူလေးပဲနာရည်ဆိုတော့နေအောင်ခံသိမခံသိကတော့သမားတော်နေတိုင်းနေမှာအဆင်ပြေလိမ့်မယ်။နေအောင်ကချွေးထွက်စေတယ်ချွေးကရေပါအဲ့ဒါကြောင့်မလို့နေအောင်မခံခင်ရေတောက်ခိုင်းရင်ပို့ပြီးတော့အဆင်ပြေတယ်ပြီးရင်ရေနေအောင်ရဲ့ကောင်းကျိုးကိုလည်းဆိုးကျိုးကိုလည်းရှော့ချပြီးသားဖြစ်တယ်။အဲ့ဒါဆိုနေအောင်ဘယ်နှမိနစ်ခံမလဲပုံမှန်အဖြစ်10မိနစ်15မိနစ်ပေါ့ဒါပေမဲ့လူတယောက်နဲ့တယောက်နေအောင်ခံချိန်မတူဘူး ဲ့ဒါကိုဘာနဲ့တိုင်မလဲဆိုလို့ရှိရင်မင်းကပထမအုပ်ဆုံးနေအောင်ခံတဲ့အချိန်ကိုစမှတ်ထားရတယ်။မင်းရဲ့အသားပထမအနေအောင်အသားမဲသွားတဲ့အချိန်ကတနည်းအားဖြင့်ပြောလို့ရှိရင်ဒါကသတ်မှတ်လိုက်ပေါ့။မဖြစ်မင်းကနေအောင်စခံတယ်။မိနစ်20မှာအသားမဲတယ်ဆိုလို့ရှိရင်ဒါကမင်းရဲ့အသားယူပျက်စီးနေတာ။မိနစ်20နေအောင်ခံမင်းအသားယူပျက်စီးမယ်။အဲ့ဒါဆိုတော့မိနစ်20ထက်မကျော်လောက်အောင်ပေါ့။10မိနစ်လောက်နေအောင်ခံ မင်းကပထမဆုံးညနေအောင်ခံတဲ့အချိန်မှာမိနစ်30မှာအသားကမင်းလာတယ်အသားရောင်ပြောင်းလာတယ်ဆိုရင်15မိနစ်လောက်ညအောင်ခံပေါ့ဒါဟာမင်းအတွက်စိတ်ဖြစ်တဲ့ဥစ္စာပဲနေအောင်ကအကောင်းကျိုးတွေရှိပါတယ်ဒါပေမဲ့ဆိုးကျိုးတွေလည်းရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နေအောင်က collagenic enzyme ကို activate လုပ်ပြီးတော့လူကိုအိုမေးရင်ရောစေတာကပထမတစ်ချက်နောက်တစ်ချက်ကကျတော့နေအောင်ခံတာအရင်များသွားလို့ရှိရင်အရေပြားတွေပျက်စီးပြီးတော့အရေပြားကင်ဆာဖြစ်နိုင်တာကဒုတိယတစ်ချက်ဒါက တနည်းအားဖြင့်ပြောလို့ရှိရင်တော့နည်းနည်းလေးဟိုလူတွေတတိပြုရမယ့်အရာတွေပေါ့နော်နောက်တစ်ခုနေရောင်မှာကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေကိုလည်းပြောမှာဖြစ်မယ်နေပြည်တော်မှာတစ်ချိန်လုံးအလုံးလုံးနေရတဲ့သူတွေ address ဆိုလို့ရှိရင်တော့ तू က heat exhaustion ဆိုတာဖြစ်နိုင်တယ် heat exhaustion ဆိုတာဖြစ်နိုင်တယ်ဆိုတာကတနည်းအားဖြင့်ပြောလို့ရှိရင်တော့ဟိုနေရောင်ကြောက်ဖျားနာတာတွေနေရောင်ကြောက်အပူရှက်တာတွေပေါ့နော်တခါတလေကြောက်လို့ရှိရင်နေရောင်ကြောက်လေဖြစ်သွားနိုင်တယ် heat exhaustion အဲ့ဒါဆိုတော့ နေရောင်ကအရန်ကိုပြင်းထန်လွန်ပြီးတော့အချိန်အကြာကြီးနေရောင်ထဲမှာအလုတ်လုတ်ပင်မရတဲ့အခါမှဖြစ်နေတယ်ဆိုတော့အေးပြားအပူလောင်လာဖြစ်နိုင်တယ်။အေးပြားပေါ်မှာမခံမရနိုင်လောက်လာကျင်တာတွေဖြစ်နိုင်တယ်။အေးပြားရာရန်တာတွေဖြစ်နိုင်တယ်။နော်။ဖျားနာတာတွေဖြစ်နိုင်တယ်၊ချမ်းတုံတာတွေဖြစ်နိုင်တယ်၊ခေါင်းကိုက်တာတွေဖြစ်နိုင်တယ်၊မအီမသာဖြစ်နိုင်တယ်၊ဖြုတ်အန်တာတွေဖြစ်နိုင်တယ်၊ဒီမှာခေါင်းနာတွေဖြစ်နိုင်တယ်။ဒါ့ကိုဗမာအဆိုကတော့အပူရှက်တာပေါ့နော်။အရန်ကိုချွေးတွေထွက်သွားပြီးတော့ရေတက်ဆုံးချုံသွားမယ်ဆိုလို့ရှင်သွေးပေါင်ကြတာတွေ၊ခေါင်းမူတာတွေ၊မိမျောတာတွေ သွေးကုန်လုံးမြန်လာတာရိအသက်ရှုလို့မရတော့တာရိနောက်ဆုံးခေယောင်ကဒန်းနေဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးကိုကျွန်တော်တို့ဟိုစေးတက်တူတက်တဲ့အခါမှာကျွန်တော်တို့အလုတ်တင်ဆီအောင်ဘဝပေါ့နော်အဲ့အလုတ်တင်ဆီအောင်ဘဝမှာအဲ့ heat stroke တွေနွေရာသီမှာဆိုအရင်များတယ်ကျွန်တော်ကလည်း heat stroke နဲ့ကောင်းကောင်းကြုံခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်က maslam မှာဖျားနာဆောင်မှာတာဝန်ကျတယ်တခြားဖြစ်တယ်အဲ့ဒါဆိုတော့ ဟစ်စတုံရောက်လို့ရှိရင်တော့အဓိကတော့ရေးတောက်ပေးပေါ့နော်ရေးနဲ့တစ်ဆိုင်အေးတောက်ပေးနောက်တစ်ချက်ကကျတော့အေးတဲ့နေရာမှာလုံးအေးရအောင်လုပ်ပေါ့နော်ဘာဖြစ်နေရောင်ခက်မဲအဲ့လိုမျိုးအရန်အဖူရှက်တော့မယ်ဆိုလို့ရှိရင်တော့လေရေးတောက်ပေးရမယ်အဲကော်ဖီတို့နော်ဒါရိုက်ကုတ်တို့တော့မတောက်စေချင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ကောင်တွေကရေတက်ကိုပို့ပြီးတော့ခန်းချောက်စေတယ်ပေါ့နော် နေရောင်ထိုင်ရန်ရရှိတဲ့အခါကြောင့်လို့ရှိရင်လည်း အဲတေချာကုဖို့လိုတယ်မကုလို့ရှိရင်ဒါပြဿနာရှိနိုင်တယ်အရေးပြကစ္စာတွေပါနေဖြစ်နိုင်သွားတယ်ပေါ့နော်အဲဒါကြောင့်မလို့နေရောင်ကသုံးတန့်ရင်အရင်ကောင်းပါတယ်ဒါပေမဲ့အလွန်အမင်းသုံးလို့ရှိရင်လည်းဆိုးကျွေဖြစ်စမှာပါတယ်ကျွန်တော်တို့တွေဟာတဘာဝတရားပေးတဲ့လက်ဆောင်လေးကိုကောင်းကောင်းသုံးမလားဆိုးဆိုးသုံးမလားကောင်းအောင်သုံးရင်ကောင်းကျိုးရမယ်ဆိုးအောင်သုံးရင်ဆိုးကျွေရမယ်ဒါကြောင့်မလို့တဘာဝတရားတွေကို supplement တွေကို ဒါပြင်လေးကျင်ငယ်တွေကစာအုပ်တွေကဘုသူတာတွေကရှင်သမျှအရာအားလုံးဟာအသုံးပြုသူနဲ့တာဆိုင်ပါတယ်မိမိကိုယ်တာကိုယ်ဝန်ရဖြစ်ပါတယ်ကျွန်တော်ကတော့ဒေါက်တာဖြိုးမောင်ဖြစ်ပါတယ် Wellneck Advisor ဖြစ်သလို Wellneck Educator လည်းဖြစ်ပါတယ်ကောင်းတော်လေးလည်းဖြစ်ပါစေ